လက်ပါကြီးနေတော့ကျွန်တော်တို့နှုတ်မသိခဲ့ပါဘူးတော့ shop ကြောက်ခဲ့ပါလေဟိုကြောက်ခဲ့တယ်ဆိုတာကျွန်တော်တို့နိုင်ငံကြီးကကျွန်တော်တို့ကတော့ဟိုဟိုအရှင်းရှင်းပြောရင်ဘလက်ပါကြီးနဲ့ပတ်သက်ပြီးပါ2023 24 talk shop ပေါ့ကျွန်တော် talk shop စကားပြောခဲ့ပါလေဘယ်လိုမျိုးကြောက်ခဲ့တယ်ဟိုဒါပေမဲ့လူတွေကမပြောဘူးလို့ထင်တာကသူတို့ကြားချင်တဲ့စကားသူတို့လိုချင်တဲ့အခြေမပြောတော့ဘူးနော်ဒါနှုတ်သိတယ်လို့ဟိုနဲ့သူတို့လိုချင်တဲ့ခြေမရလို့နေမှာပေါ့ ကျွန်တော်တို့ကဒီနာမည်ကြီးထမင်းကနိုင်ငံလို့လို့မရဘူး။ line ပေါ်မှာဒီသွေးနွေးဝေဖန်တက်ခပြီးမှမြင်ပြန့်ရှိတရားတွေလည်းလူရှိလို့မရဘူး။ကျွန်တော်တို့နားလည်ထားတဲ့ဒါလက်ခံထားတဲ့မြင်ပြန့်ရှိတရားဒီပလက်ဝမှာအကမီတီရှိနေအဲပြီးတော့မလာရီရှိတယ်။ကြောချင်တာကကျွန်တော်တို့နာမည်ကြီးထမင်းကဆိုတာက line ပေါ်မှာလူကြောက်ကောင်းအောင်လို့ပလက်ဝအကြီးကိုချင်းကတ်တာမှန်ကန်မှုမရှိလို့ကျွန်တော်ထင်တယ်။ ဟိုလူမျိုးကြီးပေါ့နော်လူမျိုးကြီး instigate လုပ်တယ်အဲလူမျိုးကြီးဒီစွာပေးတယ်ဆိုတာကဒါကတကယ် cheap trick ပေါ့ဈေးပေါ်တဲ့နိုင်ငံကြီးထိတ်ကွက်တည်ပဲနောက်ဆုံးကျတော့အဲ့လိုမျိုးလူမျိုးကြီးဒီထုံစော်တက်ခိုက်ပေးတဲ့အတွက်ကြောင့်ဘယ်သူ့အတွက်မှအကျိုးမရှိလာတဲ့ပြင်ကျွန်တော်တို့ကာကွယ်ပေးခြင်းနဲ့ကျွန်တော်တို့တောင်းဆိုပေးခြင်းနဲ့ဘလဝဒေတာကန်ကွန်မြူနတီအတွက်ပိုပြီးအနေကျစရာလေပုံစံဖြစ်လာတယ် ဆိုတော့ကျွန်တော်တို့ယုံကြည်တဲ့ဘလော့ဘရဲ့အခြေအနေကိုဘလော့ရမ်းမလဲဆိုတော့ဘလော့မှာရှိတဲ့အများဆုံးဖြစ်တဲ့ community ပေါ့နော် community မရာရီဒိုင်ရီရခိုင်ဒီကြားထဲမှာလေးတူတို့ဆုံးတူတို့တက်တူရှိသေးတယ်ပေါ့နော်အဲ့ဒါလည်းအကုန်လုံးကပူပေါင်းပါဝင်တဲ့ဒေတာခံနေပေါ့နော်ပါဝင်တဲ့ဒီတရဘလော့ရမ်းတင်နေဟိုအုတ်ချုပ်ရေးဖြစ်စီတရားစီရင်ရေးဖြစ်စီအကုန်လုံးပူပေါင်းပါဝင်ကြတဲ့အဲ့လိုမျိုးဟို ဒီ administration ပေါ့နော်အဲ့ဒါပဲဖြစ်ဖြစ်တကယ်ဒီ process တစ်ခုလုံးမှာပူပေါင်းပါဝင်တဲ့ data computer တက်ပြီးတည်ငြိမ်ရေးအချမ်းကြီးကိုပါဝင်တဲ့ပုံစံတွားချင်တယ်ကျွန်တော်တို့ကလူမျိုးမုံတိမှုကိုပဲအခြေခံပြီးမှဟို community ကိုပဲမြှောက်ပေးလူမျိုးကြီးတွေးထိုးပင့်ကော်လုပ်ပေးပြီးမှ community ကိုပဲထိုးကျတဲ့သဘောမျိုးနဲ့လုပ်လို့မရဘူးဘာလို့လဲဆိုတော့အခြေအနေအချင်းခါအရာကျွန်တော်တို့စောင့်ကြည့်ရမယ်ဟိုအတိအဲ့လိုမျိုးပေါ့ဒီပါဝင်တဲ့လူမျိုးကြီးတွေ ဒီဒီဘလော့ဝဒေတာမှာ share လုပ်မျိုးတွေအကုန်လုံးပါဝင်နေ။ဟာဒီကိုအခုဆိုတင်းနေနေပါပြီ။တင်းနေနေတဲ့ခါကျရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲ။ဥပမာဘလော့ဝမှာအရခတ်တက်တော်ကသူပါဆိုအမှုတစ်ခုဖြစ်တယ်။သူတို့ဝန်ခံတယ်။ဟုတ်တယ်။ကျွန်တော်လူကျွတ်လွန်သွားတယ်။ကျွန်တော်ထက်ထက်တန်တန်ပြစ်ပေးမယ်။အလုံးဝစီရင်မယ်ဆုံးဖြတ်မယ်။ဆိုတဲ့ခါမျိုးရှိတယ်ပေါ့နော်။တာဝန်ယူမှတာဝန်ခံမှုရှိတယ်။ကျွန်တော်တို့ဘက်မှာသာ ဟိုပြောင်းလဲပြောင်းစားပေါ့နော် online ပေါ်မှာအားလုံးသိတဲ့ဟာကြီးကိုပဲဟိုမျက်နှာပြောင်းတိုက်ပြီးမှယူချင်အောင်ဆက်မှပြောင်းလဲပြောင်းစားပေါ့လေဟိုဘုမခံမှုပေါ့နော်သူတို့ကိုယ်နဲ့လည်းတည်တယ်အားလုံးလည်းတည်တယ်ကာယကံရှင်လည်းတည်တယ်အဲ့လိုမျိုးရှင်နေတယ်ပေါ့နိုင်ငံကြီးမှာတော့အဲ့လိုမျိုးတော့လုပ်လို့မရဘူးဟိုကျွန်တော်တို့ကကျွန်တော်တို့တောက်လျှောက်ပြောနေတဲ့ယုံကြည်မှုတိစောက်တဲ့အပိုင်းဆိုတာလည်းအဲ့ဒါပဲဆိုတော့ဟိုကျွန်တော်တို့အနေနဲ့ အဲ့ဒီအရင်တော့ကပဲ2023လုံးကတည်းကပဲမတူပီမျိုးတင်းတက်ပွဲမှာလည်းကျွန်တော်တို့ကြောကြပါလေဒီဘလက်ဝါလို့တော်လေးပါလေညာကျွဲချင်းမှာတချို့တချို့တော့ຢာတွေကဒီငင်လာတဲ့အချိန်မှာစပွဲပိုင်းပုံမှာတွေ့ဆုံဆွေးနွေးမှာဖြေရှားမယ်ဒီဘလက်ဝါမှာညီထိုင်တဲ့ဒေတာခန်းနဲ့အကုန်လုံးလူခွန်ကြီးပြေဝါရဖို့တရားဥပဒေအကာအကွယ်ရဖို့ဒီအုတ်ချုပ်ကြီးစီးပေါ်ကြီးတရားစင်ကြီးတွေမှာသူတို့ကိုယ်တိုင်သူတို့ဘာကိုကိုယ်တိုင်ကိုကြပါဝင်ခွင့်ရလာဖို့ဘာဝင်ခွင့်ရလာဖို့ဆိုတဲ့ရှိဖို့ရှိရပါ ဒါပေမဲ့တဖြည်းဖြည်းရှိလာလို့မှာပေါ့နော်အဲ့လိုမျိုးတွေကိုတိုင်တိုင်ပင်ပင်နဲ့ရှင်းရှင်းပြောရရင်အာ ULAA အနေနဲ့လည်းကျွန်တော်တို့အတွက်ကျွန်တော်တို့ဒီတို့အတွက်လုံးဝမရှိမဖြစ်တဲ့အိနေချင်းဖြစ်တယ်ဆိုတော့ဒီအိနေချင်းဆိုဘသူနဲ့ပဲအိနေချင်းဖြစ်တယ်ဆိုလို့ရွေးချယ်ခွင့်မရဘူးသို့တော့ဒီလိုမျိုးအိနေချင်းဖြစ်လို့မှအပြန်အလှန်အားကိုးရတယ်အပြန်အလှန်လေးစားယုံကြည်ရတယ်ကိုယ့်ကိုတစ်ဖက်သက် လူမျိုးကြီးဒါလူမျိုးကြီးနဲ့မှဆင်မပြေပါတာကြီးဒီပါရညာလာနိုင်သေးတယ်ဆိုတော့ဒီလူမျိုးလူမျိုးကြီးအမုန်းတီတက်ခိုက်တဲ့လူနေတော့အဆင်မပြေဘူးဟိုအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့လဲတချို့တချို့သောအရာတွေကိုဘလဝဆိုစိတ်ကောင်းကျွန်တော်မှကင်းစင်ပြီလေအဲ့တဲ့အချိန်မှာကျွန်တော်တို့ဟိုတကယ်စပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးဖို့ပေါ့နော်အဲ့လိုမျိုးတခါလေးကျရင်ကျွန်တော်တို့ပလဝကိုလုံးဝအဲ့လိုမျိုးဟိုတောင်းဆိုနေတဲ့လူတွေဒီ ဘလဝဒေတာခံရဲ့ကောင်းကျိုးတကယ်လိုလားတလားလို့ပြန်မေးခွန်းထုတ်ဆရှိတယ်။ဘာလို့လဲဆိုတော့တချို့အခြေအနေတွေကအမှန်တရားကျွန်တော်လက်ခံရတယ်။ဟိုလိုင်းပေါ်မှာလူထင်ကြီးအောင်ရှုပ်ပြောတယ်၊လိုက်တင်တယ်၊ challenge လုပ်တယ်၊ sing ခေါ်တယ်ဆိုတာကဘယ်လိုပြောမလဲ။မတနာစရာမကောင်းတယ်၊ရည်စရာပဲကောင်းတယ်။မြေပြင်မှာတကယ်ဒုက္ခရောက်တဲ့လူတွေပေါ့နော်။ဟို community ဆိုလဲကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်တဲ့အပိုင်းတွေရှိတာပဲ။ဒါပေမဲ့ဟိုဟိုကျွန်တော်တို့ ဟိုတခါလဲကျတော့ကျွန်တော်တို့မှာတရင်မားတွေဒါဖြတ်နေပေါ့ဟိုဖြတ်နေဆိုတော့ကျွန်တော်တို့ mintat ဆိုရင်လည်းဟို mintat ဒေတာတွန်းမှာပဲ mintat မျိုးသိမ်းတိုက်ပွဲပြီးတာနဲ့ mintat တူဒီ mintat ကမျိုးသိမ်းတွေအကုန်လုံး AA မရဖြစ်ကုန်လိမ့်မယ်ပေါ့နော် mintat တစ်မျိုးလုံးကို AA တွေကအုတ်ချိုးလိမ့်မယ်ဖမိုးလိမ့်မယ်ဘာညာဘာညာပေါ့လေအဲတကယ်အရေးမရှိဖြားမရှိချင်းမြင့်မရှိ တကယ်ကိုလောက်ဟာလဲရှောက်ဖြတ်နေအာမျက်နှာကြောင်တိုက်ပြီးပေါ့နော်အဲ့ဒါတွေကိုယုံနဲ့ပြည်သူလက်ရှိတယ် တော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးလို့ပြောတော့ညာလည်းမအားမဟုတ်ဘူးတဲ့အဲ့လိုသွေယုံကြတာပေါ့လေဘယ်လိုပြောမလဲအဲသူတို့စိတ်ထဲမှာကဟိုသူတို့လိုချင်တဲ့အပန်တရားသူတို့ဖြစ်စေချင်တဲ့ချူပူထွားကြမှုကိုပဲသူတို့ယုံကြည်နိုင်တာယုံကြည်ချင်ကြတာဟုတ်မင်းတို့မျိုးတကယ်တင်းသွားတယ်ကြည့်ပါဦးပင်တော့မှအေအေကိတ်ရှိလဲလို့နင်တို့တွေကအကုန်လုံးအေအေမရဖြစ်ကုန်ကြပြီလားလို့ရထက်ရွာထဲမှာလိုက်မင်းကြည့်မျိုးတဲ့ဝင်ထွက်သွားလာကြည့်ဆိုတော့ဘာမှမဟုတ်ဘူးဆိုတော့လေ ကိုမကိုဝန်ခံမဲ့တဘောလည်းမရှိဘူးနောက်တစ်ခါနောက်တနည်းနဲ့ဘလို့မျက်နှာကြောင်တဲ့ပြီဘလို့လင်ရမလဲဘလို့တွေးထုတ်ရမလဲဆိုတော့ပဲအဲ့လိုမျိုးနဲ့တော့နိုင်ငံရေးလို့များဟိုအဲ့လိုမျိုးနဲ့တော့မြေပြင်မှာလဲပတ်လို့များဟိုကွန်မြူနတီရဲ့အခွင့်အရေးဆုံးရှုံးတာတွေရှိတယ်ဓာတ်တေးနေတာတွေရှိတယ်အဲ့ဒါကိုလက်တွေ့ကြကြကျွန်တော်တို့ပေါ့နော်ဟိုဖြစ်လာအောင်စူပေါင်းဆွဲခေါ်ဖို့ဟိုတစ်ဖက်ကကြတော့နှုတ်လွန်ချီလွန်တိုက်ခိုက် ပီတာနှုတ်လွန်ချီလွန်ကြိုးဆိုပီတာကသူတို့ကသူတို့ဟိုကြိုးပီတာစကားဘယ်လိုပြောမလဲကြိုးပီတာစကားပြန်နှုတ်လို့မရတော့တဲ့ပုံစံချင်းနေဖြစ်တော့ဟိုဘယ်လိုပြောမလဲကိုတဲ့သူအလိုတူလိုပါဂျန်နယ်လူတွေပါဆွေးခေါ်သွားတဲ့တပုံမျိုးပေါ့နော်ကျွန်တော်တို့မြင်ချင်းမှာအဲ့လိုမျိုးမြင်ရတာရှိတယ်ပေါ့ဆိုတော့ဥပခုနပြောသလိုပဲဟိုအီအီအီကဟိုဘလက်ဘွားမှာဒီကိစ္စဖြစ်တယ်သူတို့ဝန်ခံတယ် ဟိုကျွန်တော်တို့တိရတလောက်ဆိုအရင်တော့ကဆိုရင်အခုမှသူတို့လည်းတရားရှင်ကြီးတွေရှိလာလို့ပေါ့နော်ဟိုမေးတာမြန်းတာအဲ့လိုမျိုးဆွေးချက်တင်တာပါ냐ပေါ့လေအရင်တော့ကရှင်နေဆိုရင်ရှင်းရှင်းလေးပဲဟိုခလုံးလေးဆွေးနှစ်ယုံနဲ့ဒီကိစ္စပြီးသွားမှာပဲအဲ့လိုသူတို့ကတော့မပြတ်ပြတ်တာတာလုပ်တဲ့အချိန်တွေတွေးခရရတယ်ပေါ့နော်တွေးတယ်ပေါ့လေအဲ့လိုဆိုတော့အခုတော့သူတို့လည်းဝန်ခံတယ်ခုံယုံဖွဲ့စစ်သေးတယ် ပြီးတော့လည်းပဲပြမှုပြစ်တာတန်တီချလို့ပို့ပေါ့နော်ပြီးတော့အနည်းဆုံးတော့သူတို့ကဝန်ခံတယ်လေလိုမျိုးပေါ့ဟို accountability ရှိတာပေါ့နော်ဆိုတော့တကယ်လို့ဘာမှမဝန်ခံဘူးလိန်ညာတယ်ဆေချတယ်ဆိုတယ်ဆိုရင်တော့တမျိုးပေါ့အဲ့ဒါဆိုရင်တော့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဖြစ်ရတခုအမှန်တကယ်ဖြစ်သွားရဲ့သားနဲ့ဘာမှမဝန်ခံမဲ့လိန်ညာဆေပတ်ဘူးခံနေတယ်ဆိုရင်တော့ ဒါကျွန်တော်တို့လုံးဝ speak out လုပ်ရမယ့်အပိုင်းပေါ့သူကသူဝန်ခံနေတယ်ဒါဝန်ယူဖို့ဒါဝန်ခံမှုရှိရင်သူ့ရဲ့ process ပေါ့အဆုံးချရုံပဲပေါ့တကယ်တကယ်ရောအောင်ဆုံးဖြစ်ပြေးရယူတာရှိသလားပေါ့အဲ့ဒါဆုံးချရမှာပေါ့ ကျွန်တော်တို့ကကျွန်တော်လဲဆော့ဆော့ဆွေးနွေးတယ်လို့မျိုးဒီ dollar ရဲ့ basis ကိုက uncertainty ပဲဟိုဘာမှမသိချာမသိရဘူးအဲ့ဒီအချိန်မှာပြီးတော့ကျွန်တော်တို့ dollar ရဲ့လုပ်ပုံကလည်းပဲသရွက်တွေနဲ့စာချုပ်တွေနဲ့ရေးတာပြီးမှလောက်ကြတာမဟုတ်ဘူးဟိုလိုမျိုးပေါ့နော် ိုရှာချုပ်စာရွက်ဒီမှာရေးသားတာကဥပမာ line ပေါ်မှာဗောနောခုနောက်ပိုင်းဒီ online color ဆိုပုံတော်မြင်ရပါလဲမဟာမိတ်ဒီဖွဲ့ကြတဲ့ဟိုစာချုပ်ဒီစာချုပ်ချုပ်ကြရင်မှာဥပမာဆိုဆိုချင်းပြင်းနေပါပဲတွေ့ရပါတယ်မကျူးကြော်ချင်းဟိုအပြစ်ခတ်ရစေကြီးပါလိညာကြီးဆိုတာကိုနိုင်ပိုင်းတော့မခံဘူးဟုတ်ပြစ်ချခတ်ချပြန်ပြီကျူးကြော်ကြပြန်ပြီတပည့်တပည့်လည်းညှိုးတိုးကြပြန်ပြီဆွတ်ဆွဲကြပြန်ပြီဘောတော့ဖားတယ်လူတွေတောင်မျက်လုံးရှုပ်ကြလေဘသူကတကယ်ဖားတယ်လဲဘသူကတကယ်မှန်တယ်လဲမသိရတော့ဘူး လိုင်းပေါ်မှာပိုလီနေတဲ့ကောင်ကပန်ဒရိုလိုဖြစ်နေရောဆိုတာမျိုးတွေဆိုတော့ကျွန်တော်တို့ကဟိုစားချုပ်ချုပ်ပြီးမှဟိုသဘောတူချင်းချက်တင်နေပန်နဲ့ချက်ပါဘလိုပါဘသူပါစားချုပ်ချုပ်တဲ့ဘက်မဟုတ်ဘူးဟိုစားရွက်နဲ့အလုပ်လုပ်တဲ့ဘက်မဟုတ်ဘူးကျွန်တော်တို့ရဲဘော်တွေကတူတူရဲဘော်တွေအကုန်လုံးစစ်မြေပြင်မှာအတူတည်ကြည်ကြတယ်တခါလေအဆုလက်ပြုံလိုက်တည်ကြည်တာလည်းရှိတယ်ဒီတဲ့ချိန်မှာကျွန်တော်တို့ကောင်းဆောင်နေတဲ့ကျွန်တော်ရဲ့ရေးပေါ်ကိုဘလောက်တန်ပို့ထားတယ်လဲကျွန်တော်တို့ရဲ့ဒီသူဒီရဲ့ အကောင်ကျိုးပြည်သူတွေအနာကကိုကျွန်တော်ဘလို့ရှုမြော်တယ်လေဆိုတဲ့ပုံမူတည်ပြီးမှပဲကျွန်တော်တို့ကဟိုပူပူပေါင်းလောက်ကနေကြတာဖြစ်တယ်ဟိုဒီစည်ရေးတဘောတူညီမှုကဒီပိုခိုင်မာလာတဲ့ပူစင်တီလာတဲ့ဆိုရင်ကျွန်တော်တို့စီးပွားရေးမဟာမိတ်ပုံစံဖြစ်မှာပဲစီးပွားမဟာမိတ်ကလည်းပူပေါင်းမှုမှဒီနောက်ဆုံးအသေးချခိုင်မာလာတဲ့စင်တီလာဆိုရင်နိုင်ငံရေးမဟာမိတ်ဖြစ်လာနေတာပဲအ ဆိုရင်မနောက်ကုန်းကျတော့ကျွန်တော်တို့အများအားပြောတယ်သူတို့ကျွန်တော်တို့အကုန်လုံးပြောနေတာပဲထာဝရရန်သူမရှိဘူးထာဝရမိတ်ဆွေမရှိဘူးထာဝရအကျိုးကြီးပွားပဲရှိတယ်ကျွန်တော်တို့ရဲ့ပြည်သူ့ရဲ့အကျိုးကြီးပွားဒေါ်လန်ကြီးရဲ့သိဆောင်ချီးပေးမှာပဲကျွန်တော်တို့ဥပ္ပလိုဥပ္ပတ်ဆောင်ရွက်နေကြတာပဲကျွန်တော်တို့မှာကဟိုစားချုပ်စာတမ်းနဲ့အလုပ်လုပ်တဲ့အဖွဲ့မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီနိုင်ငံမှာကစားချုပ်စာတမ်းကိုဟိုစားချုပ်စာတမ်းနဲ့သဘောတူနေတယ်ဆိုပါဆိုဒီစားချုပ်စာတမ်းကို တစ်ဖက်ဖက်ကမလိုက်နာတော့ဘူးဆိုရင်တော့ဘာလုပ်နိုင်တယ်လဲဘာတတ်နိုင်တယ်လဲဘာမတတ်နိုင်ဘူးဘာမလုပ်နိုင်ဘူးဒီအတွက်ကြောင့်စားချုပ်စားတန်းဆိုတာလူကြားကောင်းအောင်ဟိုအဖို့ခံကောင်းအောင်လိုင်းပေါ်မှာပေါ့နော်ဆိုတော့ကျွန်တော်တောက်ရှော့ပြောနေနာမည်ကြီးထမင်းကဆိုတဲ့ပုံစံနဲ့ဖြစ်နေတယ်ဆိုတော့ဟိုကျွန်တော်တို့အနေနဲ့ကတော့ရဲပေါ်ရဲ့ချင်းချင်းကျွန်တော်တို့မပါစားချုပ်စားတန်းဘဘိုးတို့ညစ်ချက်ပနဲ့ချက်ဘလို့ပါနေလို့ဘာမှမရှိဘူး ဘာမှမရှိတော့ဘာမှလည်းဖြစ်ဆက်တော့မရှိဘာမှလည်းပြည့်ဆက်မရှိဘူးဒါပေမဲ့စစ်တမ်းမှလည်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရဲဘော်တွေတယောက်ချင်းစီပြီးအတူတူတည်ရတယ်အတူတူနေရတယ်အတူတူချောပြက်လက်ပြက်ဒါမျိုးတွေတောက်လျှောက်ကြုံရတဲ့အတွက်ကြောင့်တောက်လျှောက်ဟိုရဲဘော်တွေကလည်းတပ်မှုတွေတီတီဘယ်လိုပြောမလဲဟိုကျွန်တော်တို့တဲ့တဲ့ကြောင့်တအားချစ်ခင်လေးစားကြည့်လို့ဆရာမလို့ဘူးတယောက်ကိုတယောက် reliable ဖြစ်တယ်ကွနော် အဲ့ဒီကောင်ကအမြင်သာကိုင်ကမဲ့ဒါပေမဲ့ဒီကောင်ကသူ့ကတိသူတည်တယ်။ဟိုအရေးကြောင်းဂျုံတန်ဒီကောင်အားကိုးလို့ရတယ်။ reliable ဖြစ်တယ်။အားထားလို့ရတယ်ဆိုတော့ရေပေါ်အစင်ပါစင်တတိတိယုံကြည်မှုနဲ့တိဆောက်ပြီးမှကျွန်တော်တို့လောလောဆယ်စီမဟာမင်းဖြစ်တယ်။တိမဟာမင်းကတော့ကြံကျွန်တော်တို့စီးပွားရေးအပြန်အလှန်အကျိုးပြုတဲ့ဟာဖြစ်မှာပဲ။စီးပွားမဟာမင်းဖြစ်လာတယ်။အဲ့ဒါနဲ့နောက်တစ်ဆင့်ကျွန်တော်တို့ဟိုနိုင်ငံရေးမဟာမင်းဖြစ်လာနိုင်တယ်။ဒါပေမဲ့မဟာမင်းတိုင်းမဟာမင်းတိုင်းမှာကျွန်တော်တို့အကျိုးစီးပွားကိုကြည့်ရမှာပဲ။ အကျိုးစီးပွားကျွန်တော်တို့ရဲ့ဒီလူတွေချင်းပြည်သူတွေအကျိုးစီးပွားရှိသလားဒေါ်လာရဲ့တကယ်ထောက်ကူပြုသလားပဲဆိုတော့ထာဝရရန်တူမရှိထာဝရမိတ်ဆွေမရှိထာဝရအကျိုးစီးပွားပဲရှိတယ်ဆိုတော့တူနဲ့တူအပြာအလံယုံယုံကြည်ကြည်ပူပေါင်းချိတ်ဆက်လှုပ်ဆောင်နေတဲ့မြတ်တူတူအပြာလံအကျိုးပြုနေတဲ့မြတ်တော့ဒီဆရွတ်စာတန်းနဲ့လှုပ်တဲ့အဲဟိုဒီဆရွတ်စာတန်းပေါ့နော်တပေါ်တူညီတဲ့စာချုပ်တွေနဲ့ရောက်လာတဲ့အစီအမျိုးက ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့လည်းပြောပါဒါမှလည်းမြန်မာနိုင်ငံတိုင်းနိုင်ငံတောင်တက်တက်နဲ့ပြောပါအဲ့လောက်ထိတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတဲ့တာချုပ်ပါတာရပေါ်ပါပါတဲ့ဒီသကလုံးတွေကိုအသက်နဲ့နေပြီးမှအာမခံမဲ့ဟိုဘယ်လိုပြောမလဲလုံးဝတဆိုင်မမပေါ့နော်အသက်နဲ့နေပြီးမှကိုယ်ကိုယ်တိကိုယ်တိမဲ့သကလုံးကိုအသက်တစ်ခုလိုခံယူမဲ့တကယ် responsible accountable ဖြစ်တဲ့ organization တွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိသေးဘူးလို့မြင်တယ်။ဆိုတဲ့အတွက်ကြောင့်ပေါ့နော်လက်တွေ့ကြကြတွားမဲ့တော်လှန်ရေးကလက်တွေ့ကြကြပူးပေါင်းလို့တော်မှကြတာပဲရှိပါတယ်။ တကယ်ချို့တော်တော်များများတော့ပါပဲတချို့ညာပြောလို့များဆိုချစ်ကြီးအကြောင်းညာပဲပေါ့ဟိုဘယ်လိုပြောမလဲတချို့မပြောတော့ပြောတာတချို့တွေ line ပေါ်မှာတော်တော်သိကြပါပြီဥပမာဆိုတာဆိုဒီဖက်ဆိုရင်အညွတ်ကြောင်ပြောတဲ့ဒီထိုးစစ်ကြီးစင်မဲ့ပေါ့ဘာညာဘာညာပေါ့တော့ bla 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 ရှိတယ်ဆိုတော့အဲ့ဒီမှာလည်းပဲဟိုကျွန်တော်တို့မဟာမိတ်ဒီပဲရှင်းရှင်းပြောရင်ဟို ကတော့ချင်းတစ်ခုထဲမှာပန်ကတစ်ခုထဲမှာအတူနေကြအတူတည်ကြအတူခြေပြက်လက်ပြက်တွေကြုံကြအတူတူမြောက်ပြီးစားကြအတူတူနေမကောင်းဖြစ်ကြဆိုတဲ့ရေပေါ်လေချင်းချင်းပဲဆိုတော့သူတို့အနေနဲ့ကတော့ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့ရေပေါ်လေလိုပဲနေတာပေါ့ဟိုဒီလိုပဲတွားလာနေကြတာပေါ့ဒါပေမဲ့ဒီမှာကအဲဟိုဘယ်လိုပြောမလဲတပ်ဖွဲ့ဝင်ကြီးပေါ့နော်ဒီတပ်ဖွဲ့ဝင်ကြီးဆိုတော့သူတို့ကတော့ ရက်သူအရသားတွေကြားထဲမှာပေါ့နော်ပေါ်ပေါ်တင်တင်တွားလာတာမျိုးမရှိဘူးဟိုသူတို့ရဲ့အထက်လူကြီးချချထားတဲ့နေရာမှာတတ်မှတ်ထားတဲ့နေရာမှာပဲတီတီတန်တန်အေးဖြစ်နေကြတာပေါ့ဆိုတော့သူတို့ကသူတို့ဟိုဘယ်လိုပြောမလဲစီကြီးအရာထုတ်ရှားကြတာတွားကြလာကြတာမျိုးရှိတာပေါ့ဆိုတော့ဒီလိုပါပဲဟိုကျွန်တော်တို့ကဟိုဟိုလိုအပ်တဲ့ကူညီလေအကုန်လုံးအပြန့်အလှန်ကူညီကြတာပေါ့ဆိုတော့ကျွန်တော်တို့က အုတ်ချိုကြီးကာကွယ်ကြီးနဲ့မြင်းထင်းထင်းလေးပါရအကုန်လုံးလုပ်တယ်သူတို့ကဒီကြားထဲမှာကျွန်တော်တို့ရဲ့ရဲမဟာမိတ်ဒီပေါ့နော်ရဲပေါ်ရဲပစ်တို့ပဲတွာလာတာမျိုးတော့ရှိတော့ပေါ့အဲကျွန်တော်တို့ရဲ့အုတ်ချိုကြီးစီးပွားကြီးအကုန်လုံးပါမယ်ကျွန်တော်တို့မှာဥပမာမင်းတက်မှာဆိုဌာနမတူပြီးလဲလို့ပဲကမ်ပလက်ပေါ့လို့ပဲဖလမ်ဆိုလဲလို့ပဲလေဟိုဖလမ်ဆိုရင်ဘာဟိုလိုဘာရဲပေါ်တရားမှမရှိဘူးလေကျွန်တော်တို့ရှိမှကျတော့ဖြတ်တန်းတွာလာတာရှိတယ်ဒါပေမဲ့အကုန်လုံးကဒီလိုပဲကျွန်တော်တို့ရဲ့ ဟို100%အုတ်ချိုကြီးကောက်ွယ်ကြီးဌာနဆိုင်ရာဥပမာကျွန်တော်ဆိုတာဌာန16ဌာနလောက်ရှိတယ်။ဌာနအကုန်လုံး gate တွေအကုန်လုံးလေပတ်မှုအကုန်လုံးအခွန်ကောက်တာအကုန်လုံးအစကျွန်တော်တို့ပဲတရားခံတော့ပတ်တယ်ပတ်နေရပဲ။ဒါတော့မဟာမိတ်တွေတို့လိုပဲရှင်းပြရဲဟိုဘယ်လိုပြောမလဲတချို့စကလုံးမြည်တော့ကျွန်တော်တချို့ကျတော့ချိန်နေကြတာပေါ့နော်။ကြောက်နေကြတာပေါ့လေ။ဆိုတော့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲ။ တချို့ဟာဆိုလဲဟိုအီအီကောဒီဒီအမင်တကွာနဖယ်လုံးကတော့လူမိုက်တင်မလို့ရှင်နေကျောက်ကိုတယောက်လဲဟိုလေးစားတမှုရှိတယ်ဟိုဘယ်လိုပြောမလဲကျွင်လဲဟိုလိုမကျေနပ်လဲအချင်းချင်းကတော့ဟိုဘယ်လိုပြောမလဲရဲပေါ်အချင်းချင်းပေါ့နော်ဟိုထားမယ်မူးပဲကြိတ်မယ်ဆိုလဲကြိတ်ကြပါပဲဒါပေမဲ့တူးနဲ့တူလေးစားမှုရှိတယ်တူးနဲ့တူလေးစားမှုရှိတဲ့ကြောင့်တူးနဲ့တူကကိုကမမားလေအောင်အပြုတ်စမမားလေအောင်အပြန်လန်းဆောင်ထင်းကြတယ်ပေါ့ ဘာလို့ဆိုတော့တယောက်တယောက်အနေနဲ့တယောက်တယောက်ကြောက်ကြတဲ့ချိန်မှာမပါဘူးလေနေအောင်လုံးကတော့ငါသာမှန်နေဆိုတော့ဥုံချိန်နေဆိုတဲ့ချိန်မှာပေါ့လေဆိုတော့အဲ့လိုမျိုးတယောက်တယောက်မရှိန်တာမကြောက်တာကိုကတုံးတဲ့တူလေးစားမှုရှိစေတာပေါ့ဆိုတော့တုံးတဲ့တူအပြော့အစုံနေထိုင်စင်ချင်းစေတာမျိုးပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့မှာတော့အကုန်လုံးကတုံးတဲ့တူဘယ်လိုပြောမလဲဟိုဟို ရေပေါ်ရေပက်တီပဲငွေချင်းတွေပဲ free ပဲအဲကျွန်တော်တို့မှာပြည်တနာတွေကမတက်တလို့ရှားတယ်မရှိတလို့ပဲဟိုရှိတဲ့ပြည်တနာဆိုတော့ T4 တွေပါပဲအကုန်လုံးကသူ့နဲ့သူဖြည့်ရှင်းလိုက်တာပဲကျွန်တော်တို့မှာဘာမှဟိုဒီ3နှစ်တာကာလမှာအကုန်လုံးဘယ်လိုပြောမလဲဟိုတကားပြောလို့နင်းနေဆွေးနေရတဲ့ပြည်တွေတော့လာကြည့်ပဲအာဟိုတို့တွေကလည်းပဲကျွန်တော်တို့ရဲ့တလေထုံးစံနေနေပုံထိုင်ပုံတွေပေါ့နော် မတည်ဘူးလောကအစိမ့်သက်တဲ့ခြေပဲဒါပေမဲ့ဟိုသူတို့ကတော့သူတို့ရဲ့အထက်လူကြီးအမိန်နာကမှပြေဝါရှိတယ်ဆိုတော့သူတို့အထက်လူကြီးတွေကလည်းပြောလို့ဆိုလို့ရတယ်နော်တပ်မှုကြီးပါလည်းပဲကိုလို့ဆိုလို့ရတယ်လူကြီးခြေပဲဆိုတော့ဟိုဆွေးနွေးတိုင်ပင်လိုက်ကြတယ်ကိုလုံးပြီးတော့ပါတယ်ဟိုပါကစ်မှာတက်လာတယ်လို့မရှိပါဘူး